မင်္ဂလာပါခင်ဗျာဒီပိုင်းလေးမှာကတော့ကျွန်တော်ကိုလုံးထိုးมาဖြစ်ပါတယ်ဒါကြောင့်မလို့ပထမဆုံးအနေနဲ့အာဒုတိယခြေတော်ကလေးကိုတိုင်းလို့၃ခါဆက်ထိုးပါမယ်ခင်ဗျာပထမတစ်ချက်ပြီးမကြီးလေးကိုမှတ်လိုက်ပါမယ်ပြီးဒုတိယတစ်ချက်ပြီးနောက်ထပ်တတိယတစ်ချက်စုစုပေါင်းတိုင်းတော်ကလေး၃ခုထိုးပြီးပြီဆိုရင်ကျွန်တော်ဖွင့်ပြီးနှစ်ချက်ကိုတတ်ပါမယ်ခင်ဗျာ1 2 3 ဖုတ်မီလေးနဲ့ချက်ကို WP ဆိုရင်ကျွန်တော်ပထမခြေရောင်းနဲ့ဆက်မှာဖြစ်ပါတယ်ပေါ်မှာပြထားတဲ့အတိုင်းပထမဆုံးအပေါင်းလေးမှာကျွန်တော်တို့တိုင်းတို့တစ်ချက်နဲ့ဆက်လိုက်ပါမယ်ခင်ဗျာအဲ့ညာလေးမှာတော့နောက်သွားတာလေးကိုတော့ကျေးဇူးပြုရင်းတည်ခံပေးပါခင်ဗျာပြီးရင်ခုနဆက်ထိုင်းနေရာမှာတိုင်းတို့ရှိတဲ့အဲ့တိုင်းတို့ထဲမှာမန်ဂျစ်ကလေးကိုမှတ်လိုက်ပါမယ်ခင်ဗျာပြီးပြီးဆိုရင်တော့နောက်ထပ်တိုင်းတို့ရှစ်ချက်ထိုးပါမယ်တင်းနဲ့ ပြီးခொနေနောက်ဆုံးရှင်းဒါဆိုရင်ပထမဆုံးမှတ်ချက်မှတ်ထားတဲ့နေရာနဲ့ပေါ့စုစုပေါင်းပထမ6တစ်ချောင်းမှာ6ချက်ရှိရပါမယ်ခင်ဗျာပြီးပြီဆိုရင်တော့ကျွန်တော်တို့အခုပြထားတဲ့ ဖွမီတန်လေးပေါ်မှာတိုင်လို့နှက်ချက်ထုတ်ပါမယ်ခင်ဗျာဖွမီကနှက်ချက်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့တပေါက်မှာတိုင်လို့တစ်ချက်နှုံနဲ့နှက်ခေါက်ထုတ်ပါမယ်ဒေနဲ့ဒါဆိုရင်ကျွန်တော်ဖွမီတန်လေးမှာထုတ်ပြီးပြီဆိုရင်ကျွန်တော်နောက်ထပ်6ရက်တောင်မှာတိုင်တူကြီးပဲ6ခါထုတ်ပါမယ်ဒေနဲ့ 3ဒီလိုလေးပါပြီးရင်4နောက်ထပ်5နောက်ထပ်6ပြီးမှချိန်မှန်ထားတဲ့နေရာလေးရောက်လာပြီဆိုရင်အဲ့ဒီမှတ်ချက်ကလေးကိုဖြုတ်ပြီးတော့ဖယ်လိုက်ပါဖယ်ပြီးသွားရင်အဲ့မဲ့ချင်းနေရာမှာဒိုင်နို9ချမ်းမြောက်ပြီးရင်10ချမ်းမြောက်နောက်ဆုံး9ချမ်းမြောက်ရပါပါပြီခင်ဗျာ BB ဆိုရင်တော့ပထမ ုံမီတန်းလေးမှာပဲဒီဘက်တစ်ဖက်တစ်ချက်နေနေပေါ့နော်တိုင်လို့နှစ်ချက်ထုတ်ပါမယ်။ဒဲနဲ့ဒါဆိုရင်တော့ကျွန်တော်တို့ခြေောက်ကလေးနဲ့ကိုလုံးလေးကိုစားထိုးလို့အဆင်ပြေပါပါပြီခင်ဗျာ။ကျွန်တော်တို့ဒီထိုးတဲ့နေရာမှာဒီနားလေးရတော့အခက်ဆုံးပါပဲခင်ဗျာခြေောက်နှစ်ချောင်းကိုဆင်းရတဲ့အတွက်ကြောင့်မျိုးပါအခု15ရက်မြောက်မှာဗားလေးကိုထိုးမယ်ဆိုရင်တော့တိုင်တို့၄ချက်တိတိထိုးပါမယ်ဒီပြီးရင်တော့ magic လေးကိုပြန်မှတ်ပါမယ်ခင်ဗျာ မက်ဂျစ်လေးကိုမှတ်ပြီးပြီဆိုရင်နောက်တစ်ပောင်းမှာတိုင်လို့တစ်ချက်နဲ့နောက်တစ်ပောင်းမှာလည်းတိုင်လို့တစ်ချက်သုံးနောက်ဆုံးတစ်ပောင်းမှာတိုင်လို့တစ်ချက်လေးဒါဆိုရင်သူ့ပုံစံလေးက၄နဲ့၃ပြီးပြီဆိုရင်တော့ကျွန်တော်နောက်တစ်ပောင်းမှာတိုင်ပွားတစ်ကြိမ်ထိုးပါမယ်စပောက်ထဲမှာတိုင်တို့နှက်ချက်ပါခင်ဗျာဒါဆိုရင်တိုင်တို့တစ်ချက်လေးရပြီပြီးနောက်ပောင်းမှာတိုင်တို့တစ်ချက်တိုင်တို့နှက်ချက်တိုင်တို့၃ချက် တိုင်းတို့၄ချက်အဲ့ပုံစံလေးပြပြဆိုရင်ကျွန်တော်တိုင်းဘွားတစ်ချက်ထုတ်ပါမယ်တိုင်းဘွားတစ်ချက်နောက်တစ်ခေါက်ထပ်ထုတ်မယ်နှစ်ခါပြပြဆိုရင်သူ့ဘီနာမှာလေးထုံးနေလကောင်းမယ်တိုင်းတို့တစ်ချက်တိုင်းတို့နှစ်ချက်တိုင်းတို့သုံးချက်တိုင်းတို့လေးချက်ပြပြဆိုရင်ကျွန်တော်တို့တိုင်းဘွားလေးတစ်ချက်ထုတ်ပါမယ်ခင်ဗျာ တိုင်တို့တခါနောက်ထပ်အဲ့တပေါက်ထမှာပဲနောက်ထပ်တိုင်တို့တခါပြီးပြီးဆိုရင်ကျွန်တော်နောက်တစ်ပေါက်မှာတိုင်တို့တစ်ချက်တိုင်တို့နှစ်ချက်တိုင်တို့သုံးချက်တိုင်တို့လေးချက်နောက်ဆုံးတစ်ပေါက်မှာလည်းတိုင်တို့ကလေးကိုတပေါက်ထဲမှာနှစ်ခါနဲ့တိုင်ပွားတစ်ချိန်ထိုးပေးပါဒီလိုကျွန်တော်တို့တိုင်တို့လေးခါတိုင်ပွားတစ်ခါဆိုတဲ့အရာကို၄ချိန်လုပ်ပြီးပြီးဆိုရင်ဂျန်ရှိနေတဲ့ဖုံမီနှစ်ပေါက်မှာတိုင်တို့ နှက်ခေါထိုးပေးလိုက်ပါခင်ဗျာဒါဆိုရင်တော့15တန်းမြောက်လေးပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ခင်ဗျာဒီလိုဆက်ပြီးသွားပြီဆိုရင်ခွာကြားတွေကအစားပေါ့နော်လုံးဝချီလေးတွေကကျဲဟမနေတော့ပဲနဲ့လုံးဝကြစ်ကြစ်လက်လက်လေးနဲ့ပုံစံတကျလေးဖြစ်နေပါပြီခင်ဗျာဒါဆိုရင်ကျွန်တော်တို့က16တန်းမြောက်ကိုထိုးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့က16တန်းမြောက်မှာငါကြတော့ပပက်လေကို တိုင်တူထိုးပါမယ်တင်း ပြီးရင်မန်ဂျင်ကလေးကိုမှတ်ပါမယ်ခင်ဗျာပြီးရင်နေ3လေး nga 6 kong 6 9 10ဒီလိုပုံစံမျိုးလေးနဲ့ကျွန်တော်တို့ကအဆုံးထိထုတ်ပါမယ်7 8 9 10 စနေစတောစလေပေးစံမှာစချောစခုံစရှေစကုပေးနစေပြန်တော့ကျွန်တော်တို့21 22 23 24ပြီး25နောက်ဆုံးတစ်ပေါက်မှာ26တို့တော့အယောင်ပြောင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာလေးမှာကျွန်တော်တို့ကတပောက်အပြည့်မထိုးဘဲနဲ့တဝက်ပဲထိုးပြီးတဲ့အခါမှာကျွန်တော်တို့အင်းကြီးအတွက်ပေါ့နော်ကိုသုံးချင်တဲ့အယောင်ကလေးကိုအသုံးပြုမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဟူဒီအင်းကြီးလေးကိုအနီအောင်သုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့အနီအောင်ခြေကလေးနဲ့တစ်ချက်ချိန်လိုက်ပါမယ်ခင်ဗျာ အလျောင်းကြည်လေးနဲ့ချိန်ပြီးသွားပြီဆိုရင်ထိုလက်စားချီပြလေးကိုတိုင်လိုတစ်ချက်ဖြစ်အောင်အဆုံးသတ်ပေးလိုက်ပါမယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့အခုချိန်မှာ18တန်းမြောက်ကိုထိုးလို့ရပါပြီခင်ဗျာ18တန်းမြောက်ကိုအလျောင်းချီလေးနဲ့ကျွန်တော်တို့ကရှက်ကိုကြည့်ပဲထိုးပါမယ်ဒီမှာထုံးမဲ့ရှက်ကောကကြတော့ဖုံမီအနောက်ပေါ်မဟုတ်ဘဲနဲ့ဖုံမီတစုံလုံးကိုယူပြီးထုံးမှာဖြစ်ပါတယ်။ရှက်ကော၃၄၅ chờ khổ chế cố cơ sế sát tế sát nế sát tố sát lý sát ngờ sát cháu စခွန်ဆက်ရှဲစကူနဆေနဆနေတေနဆနေနေနဆနေသုံးဘေးနဆနေလေးဘေးကျွန်တော်နဆနေ၅ပေါင်းမြောက်ထိုးပါမယ် နောက်ဆုံး26ပေါင်မြောက်ကိုထုတ်ပါမယ်ခင်ဗျာဒါဆိုရင်တော့18တန်းမြောက်ရဲ့ရှက်ကို26ချက်ပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ခင်ဗျာ18တန်းမြောက်ပြီးဆုံးသွားပြီဆိုရင်ကျွန်တော်တို့18တန်းမြောက်မှာကတော့ဖုံမီအနောက်ပေါက်လေးကိုမှတိုင်းတို့5ချက်စာထုတ်ပါမယ်ဖုံမီအနောက်ပေါက်ပါတိုင်းတို့တစ်ချက်ပြီးရင်တိုင်းတို့နှစ်ချက်ဖုံမီအနောက်ပေါက်ပါတိုင်းတို့ သုံးချက်မြောက်ထိုးပါမယ်။ပြီးရင်တိုင်းတို့၄ချက်တင်းနဲ့သုံးလေးချက်မှတ်ချက်လေးတစ်ချက်လောက်တော့ပြန်မှတ်လိုက်ပါမယ်နော်။နေရာမှားသွားမှဆိုလို့ပထမဆုံးဒီပေါက်မှာမှတ်ချက်လေးမှတ်မယ်။ပြီးရင်နောက်ထပ်ဖုံမီရဲ့နောက်ပေါက်မှာတိုင်းတို့တစ်ချက်ထိုးမယ်။ဒါဆိုရင်စုစုပေါင်း1 2 3 4ပြီးပြီဆိုရင်တော့ကျွန်တော်တို့တန်ရော့တစ်ချက်ထိုးပါမယ်ဖုံမီအနောက်ပေါင်းနဲ့ပဲ ကျွန်တော်တို့ကတိုင်ယော်လေးကိုတစ်ချက်ထိုးပါမယ်ခင်ဗျာဆိုတော့ကျွန်တော်ပြောနေကြပဲပေါ့နော်ရှက်ကော်လို့ထားပြီးပြီဆိုရင်အဲဒီရှက်ကော်လို့ပြီးနောက်တရံကို BL လို့နဲ့တိုင်လို့ပြန်ထိုးပါနည်းနည်းလေးတော့ကတိကအောက်တော့နိုင်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့5 degree ရပါပြီပြီးတိုင်လို့တစ်ခါပြီးတိုင်တို့နှစ်ခါဘာတော့မှလည်းတိုင်တို့3ခါ မတစ်ပေါက်မှာတိုင်းတို့၄ခါနောက်တစ်ပေါက်မှာတိုင်းတို့၅ခါပါခင်ဗျာအဲ့ဒါလေးပြီးပြီဆိုရင်ကျွန်တော်တို့တိုင်ရော့တစ်ချက်လုပ်ပါမယ်တစ်ပေါက်နောက်ထပ်တစ်ပေါက်မှာတစ်ခါထပ်ထိုးမယ်နည်းနည်းလေးတော့ကတိပါရခင်ဗျာထိုးပြီးပြီဆိုရင်ကျွန်တော်တို့တပြိုင်နက်တည်းဆွဲလိုက်မယ်ဆိုရင်တိုင်ရော့တစ်ချက်ရပါပြီပြီးရင်တိုင်တို့တစ်ခါ ဘင်းဒိုင်တို2ခါဘင်းဒိုင်တို3ခါဘင်းဒိုင်တို4ခါနောက်ဆုံးဒိုင်တို5ခါဒါလေးပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒိုင်ရော့တစ်ချိန်ထပ်ထိုးပါမယ်တပောင်းနောက်တစ်ပောင်းမှလည်းတစ်ချက်ထပ်ထိုးမယ်ဘီတပြိုင်နဲ့တည်းဆွဲပါမယ် ဒါဆိုရင်တော့တိုင်တို၅ခါတိုင်ရတခါ၃ချိန်ပြီးသွားပါပြီ။နောက်ဆုံးနေနဲ့တိုင်တို၁ခါတိုင်တို၂ခါတိုင်တို၃ခါတိုင်တို၄ခါနောက်ဆုံးတိုင်တို၅ခါဒီလိုလေးရပါပြီဆိုရင်သူရဲ့ပုံစံလေးက တိုင်တွန်း၅ခါတိုင်ရော့တစ်ခါနဲ့၃ချိန်နောက်ဆုံးမှာတိုင်တွန်းမှာတို့ပါမယ်ခင်ဗျာအဲ့ဒါလေးပြီးပြီဆိုရင်တော့ကျွန်တော်ကဆီလီကွန်လေးနဲ့လည်းတော့ဖြည့်ပါမယ်အထူးသဖြင့်၆ရောက်ကလေးတွေကိုဖြည့်ကျင်တော့ပါအခုကကိုယ်လုံးတောင်းလျှောက်တက်လာပြီဖြစ်တဲ့အတွက်ကြောင့်မလို့၆ရောက်လေးကအရင်မြင့်သွားရင်အဆင်မပြေဖြစ်မှာဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်က၆ရောက်ကလေးတွေကိုစစ်လက်သွားအောင်ဆီလီကွန်လေးနဲ့ဖြည့်ဆွပေးလိုက်ပါမယ်ခင်ဗျာ ကျွန်တော်ဒီပုံစံလေးရပြီဆိုရင် မလိုတဲ့ခြေလေးတွေကိုကျွန်တော်ကခြီးပြီးတော့ဖြတ်ပလိုက်ပါမယ်ခင်ဗျာဆိုတော့ကျွန်တော်တို့ကဒီနေရာလေးတွေမှာပေါ့နော်ဒီအင်ဂျီလေးပုံပေါ်သွားအောင်ကျွန်တော်ထိုးတာပါခင်ဗျာဒီလိုမှမဟုတ်ဘဲနဲ့ကိုကအင်ဂျီတက်တက်ထိုးမယ်ဆိုရင်လည်းထိုးလို့ရပါသေးတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့အခုချိန်မှာ19 20ဆိုရဲနှစ်တန်းကိုကျွန်တော်တို့ကတိုင်တိုပတ်ပတ်လေးပဲထိုးပါမယ်ခင်ဗျာ ပထမဆုံးအနေနဲ့တိုင်းလိုတစ်ချက်ပြီးရင် magic လေးနဲ့ပြန်မှတ်ပါမယ်ပြီးနောက်ထပ်တစ်ပုတ်မှလည်းတိုင်းလိုတစ်ချက်တိုင်းလိုတစ်ချက်၃ခါ၄ခါ၅ခါ6ခါ9ခါ10ခါ9ခါ10ခါအဲ့ရနေမှာ အချင်းလေးရေပြန်ရောက်တဲ့အချိန်နှစ်တန်းထိုးပေးပါခင်ဗျာကျွန်တော်တို့79 90ဆိုရဲနှစ်တန်းထိုးပြီးသွားပြီဆိုရင်အခုပုံစံလေးရမှာဖြစ်ပါတယ်ဒါဆိုရင်20တန်းမြောက်အတွက်ကကြတော့ကျွန်တော်တို့ကတိုင်တို့၄ခါတိုင်ရောတစ်ခါပြီးရင်အရာကို၃ချိန်ထိုးပြီးနောက်ဆုံးမှာတိုင်တော့၅ချက်ပုံစံလေးထိုးပါမယ်ခင်ဗျာနေ၃လေး ပြီးပြီဆိုရင်ကျွန်တော်တို့ကတန်ရော့တစ်ချက်လုပ်ပါမယ်တပေါက်ပြီးနောက်ထပ်တပေါက်မှတစ်ခါခေါ်ဒီပြိုင်နဲ့ဆွဲဒါဆိုရင်ကျွန်တော်တို့တိုင်တို့၄ခါတန်ရော့တစ်ခါရပါပြီဒီနေတို့လေးပြီးကျွန်တော်တိုင်ရော့တစ်ခါလုပ်မယ်ဒီနေဒီပြိုင်နဲ့ဆွဲပြီးဆိုရင်ကျွန်တော်တို့တိုင်တို့၄ခါထုတ်ပါမယ်ဒီ နှင်းသုံးလေးပြီးရင်တရော့တစ်ခါလောက်ပါမယ်ခင်ဗျာနောက်ဆုံးကြံနေတဲ့အဲကျွန်တော်တို့၅ပေါက်မှာတိုင်တော်၅ခါထုတ်ပါမယ်တဲ့နဲတော်လေးငါဒါဆိုရင်ကျွန်တော်22တန်းမြောက် ြီးဆုံးသွားပါပြီခင်ဗျာဒါဆိုရင်အခုကျွန်တော်20နဲ့23နှစ်တန်းကို တိုင်တူကြီးပဲပတ်ပတ်လဲထိုးပါမယ်ခင်ဗျာတဲပြီးရင်မှတ်ချက်လေးနဲ့မှတ်လိုက်ပါမယ်ပတ်ပတ်လဲမှာတိုင်တူထိုးပေးပါမယ်ခင်ဗျာနေသုံးလေးငါချောင်းခွန်ရှဲကို 30ဒီပုံစံလေးနဲ့ကြောင့်မှတ်ကြရောက်တဲ့အချိန်နှစ်တန်းတည်တည်ထိုးပါမယ်ခင်ဗျာ20နှစ်23နှစ်တန်းပြီးသွားပြီဆိုရင်24တန်းမြောက်မှာကျွန်တော်တို့ကတိုင်တူ3ခါထိုးပါမယ်ဒီပြင်မကြိမ်မှတ်မယ်ပြီးရင်နောက်တစ်ပတ်မှာတိုင်တူတစ်ခေါက်နှစ်နောက်တစ်ပတ်မှာတိုင်တူတစ်ခေါက်ဆိုဒါပြီးရင်ကျွန်တော်တို့ကတိုင်ရော်လေးတစ်ချိန်ပြုလုပ်ပါမယ်တိုင်ရော်တစ်ချိန် ရစင်းတစ်ချိန်ဖြစ်သွားပြီပေါ့နော်။ပြီးရင်နောက်ထပ်တိုင်းတော့တင်းနဲတော့ဒါပေကြောင့်တရောက်တစ်ခါထုံးမယ်။တင်းနဲဒီကိန်းနဲ့တည်းဆွဲ။ဒါဆိုနှစ်ချိန်ရှိသွားပြီ။ပြီးရင်တိုင်းတော့တစ်ချိန်နှစ်ချိန်နောက်ဆုံးသုံးချိန်။အဲ့ဒါပြီးကျွန်တော်တို့တိုင်းရောက်တစ်ချိန်ထိုးပါမယ်။ဒါဆိုစုစုပေါင်း3ချိန်ရှိပါပြီခင်ဗျာနောက်ဆုံးတစ်ချိန်နေနဲ့လည်း တိုင်တို့သုံးခါထိုးပါမယ်တနေတော့ပြီးပြီဆိုရင်နောက်ဆုံးမှာတိုင်ရော့တစ်စိမ်ထပ်ထိုးပါမယ်ခင်ဗျာဒါဆိုရင်တော့24တန်းမြောက်လေးအောင်မြင်စွာပြီးဆုံးသွားပြီပဲဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တန်းအနေနဲ့25တန်းမြောက်မှာတော့ကျွန်တော်တို့ကတိုင်တို့နှစ်ခါတိုင်ရော့တစ်ခါနှုတ်နဲ့တော့ပါမယ်တတစ်ချက်ထိုးပြီးမှတ်ကြိတ်လေးနဲ့မှတ်ပါမယ် ပင်နောက်ထပ်တစ်ပေါက်မှလည်းတိုင်းတို့တစ်ခါထပ်ထိုးပါမယ်။နဲပင်တိုင်ရောတစ်ကြိမ်ထိုးပါမယ်။ပြီးပြီဆိုရင်တော့နောက်ထပ်တစ်ပေါက်မှလည်းတိုင်းတို့တဲပင်တိုင်းတို့နဲ့ပင်တော့တိုင်ရောတစ်ကြိမ်ဒီလိုပုံစံနဲ့တိုင်းလေးပဲအဆုံးထိထိုးပေးပါမယ်။တဲနဲပင်တိုင်ရောတစ်ကြိမ် နောက်ဆုံးတစ်ပေါက်မှာလည်းကျွန်တော်တင်နေပြင်တိုင်ရောတခြင်းဒါမဲ့ဒီမှာရှိတဲ့တိုင်ရောလေးကိုတော့ကျွန်တော်တို့အပြည့်မထိုးဘဲနဲ့နောက်ဆုံးတဒန်းအတွက်ပေါ့နော်အရာလေးတစ်ချက်ချင်းချင်းပါတယ်ကျွန်တော်တို့ကလေဘေးနဲ့ဆက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ခေါင်းရဲ့အသားရောင်လေးကိုပြန်ယူပြီးတော့အရာလေးချိန်လိုက်ပါတယ်ခင်ဗျာ ျွန်တော်တို့အယောင်လေးချိန်ပြီးသွားပြီဆိုရင်မပြီးဆုံးသေးသောအနီးရဲ့ decree လေးကိုအဆုံးသတ်လိုက်ပါမယ်ခင်ဗျာဒါဆိုရင်တော့အယောင်ချင်းချင်းလေးပြီးသွားပါပြီခင်ဗျာနောက်ဆုံး26တန်းမြောက်မှာကျွန်တော်တို့ကခုမီရဲ့အနောက်ဘက်ကိုတိုင်တိုကြီးပဲ7နှစ်ကျင်းတည်တည်ထိုးပါမယ်ခင်ဗျာ1 2 3 4 5 6 7 8 9 10 းလေးချက်နေတာတဆင်ဘင်းစတဲ့နောက်ဆုံးဆနစ်ဒါလေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အခုပြထားတဲ့ပုံစံလေးရသွားပြီဆိုရင်ရှက်ကော်လေးတစ်ချက်လုပ်ပြီးတော့ဒီကိုလုံးထိုးခြင်းလေးကိုကျွန်တော်တို့အဆုံးသတ်လိုက်မှာဖြစ်ပါတယ်ခင်ဗျာရှက်ကော်လေးထိုးပြီးပြီဆိုရင်တော့ကျွန်တော်ခြေလေးကိုနည်းရှိရှိလေးဖြတ်ပါမယ်။ခေါင်းနဲ့တွဲချောင်းမှာဖြတ်တဲ့အတွက်ကြောင့်လို့ပါ။ ပြီးရင်အလေးကိုအသုံးပြုပြီးမှကျွန်တော်တို့ချီလေးကိုထုတ်လိုက်ပါမယ်ခင်ဗျာ။ဒါဆိုရင်တော့အခုလိုအရန်ကိုလှပသေးသေးလို့နဲ့ခန္ဓာကိုယ်ထိုးနည်းလေးရရှိသွားပြီဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်မလိုအပ်တဲ့ချီလေးကိုချီပြီးတော့ကကြည်လေးနဲ့ဖြတ်ပါမယ်။နောက်ဆုံးအဆင့်လေးနဲ့ပေါ့နော်။ဒီကိုလုံးလေးကယုံလုံးလေးပေါ်လာဖို့ရန်အတွက်ကျွန်တော်တို့ကဒီကိုလုံးထဲကိုဆီလီကွန်လေးနဲ့ဖြည့်ပေးပါမယ်ခင်ဗျာ။ ဆီလီကွန်ဖြည့်တဲ့အခါမှာဆေးရှည်လွှတ်ရှည်လေးတွေနဲ့ဖြည့်ဖြည့်ချင်းပေါ့နော်ကျွန်တော်တို့လိုရှိတဲ့ပုံစံရောက်တဲ့အထိကို ဖြည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာသူဟာဆေးအရင်ရှည်ရပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ဆီလီကွန်ကလုံးဝအသက်လဲကြတယ်ပေါ့နော်သူကကျွန်တော်တို့မညီမညာထည့်ထားမယ်ဆိုရင် ကြည့်လို့လည်းမလောက်ရုပ်လဲဆိုးပါတယ်ခင်ဗျာဒါကြောင့်မလို့လှပအောင် ကျွန်တော်တို့ကစနစ်တကျလေးနဲ့သူရဲ့ပုံစံအတိုင်းလေးဖြည့်ပေးရပါမယ်ခင်ဗျာ ဒီလိုမျိုးလေးပါဒီလိုမျိုးလေးရနေပေါ့နော်ဖြည်းဖြည်းချင်းခြိုင်းနေတဲ့နေရာလေးမှာဖြည့်လူနေတဲ့နေရာလေးမှာဖြည့်ဖြင်းဖြင်းဖြင်းနဲ့ကျွန်တော်လှပ်ပါတယ်ကိုလုံးလေးတစ်ခုရရှိလာမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ဒီနေ့ဒီအပိုင်းလေးထဲမှာကိုလုံးထုံးနီလေးကိုအသေးစိတ်ရှင်းလင်းဖော်ပြထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဘက်ကနားမလည်တာရှိတော့လကောက်အဆင်မပြေနေရရှိတော့လကောက်ကျွန်တော်ကိုအသေးစိတ်လာမေးလို့ရပါတယ်ခင်ဗျာအလုံးအဆင်ပြေစွာထိုးနိုင်ကြပါစေခင်ဗျာ